င်္ဂလာပါရှင်လေဗယုတ်တန်ရေမက်ရှလာ26ရက်နေ့ညပိုင်းသတင်းဒါထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မိဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ရွေးကောက်ပွဲအားယခုနှစ်ဒီဇင်ဘာတတိယပတ်နေ့စတုထားပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့အတွင်ပြုလုပ်ရန်ရထားကြောင်းနေဇန်နဝါရီလအတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးရန်လိုကြောင်း NASA ကဥက္ကဋ္ဌပြောကြားတဲ့သတင်းမက်ရှလာ29ရက်နေ့တွင် နေကြက်ချင်းဖြစ်စဉ်ဖြစ်ပေါ်ပြီးဥရောပအာရှတိုက်မြောက်ပိုင်းအာဖရိကတိုက်အနောက်မြောက်ပိုင်းနဲ့မြောက်အမေရိကတိုက်ဒေသများမှမြင်တွေ့နိုင်တဲ့သတင်းမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား186ဦးမလေးရှားနိုင်ငံသား24ဦးနီပေါနိုင်ငံသား4ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးတို့ကိုပြည်နယ်လွှဲပြောင်းပေးတဲ့သတင်း ဗနီဇလားထမရေနံဝယ်ယူနေတဲ့နိုင်ငံများကိုသွင်းကုန်စည်းကြခွန်တက်တိုးကောက်ခံမယ်လို့အမေရိကန်သမ္မတဒိုနယ်ထရန့်ပြောကြားလိုက်တာကြောင့်တရုတ်နဲ့အိန္ဒိယတို့ထိခိုက်နိုင်တဲ့သတင်းလွန်ဒီယောဆုထက်ယခုရာသီမှာစူပလာသုံးလုံးသာရောက်လို့ကြောင့်ပက်ထရီပြောကြားတဲ့သတင်းအဆရှိသတင်းများကို တင်ဆက်ပြီးတော့မှာပါ ဥဆောင်တဲ့တဲ့ပုံအနေနဲ့ရွေးကောက်ပွဲအားယခုနှစ်ဒီဇင်ဘာတတိယပတ်နေ့စတုထားပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့အတွင်ပြုလုပ်ရန်ရှာထားကြောင်းနေဇန်နဝါရီလအတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီရန်လိုကြောင်း NASA ကဥက္ကဋ္ဌပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရွေးကောက်ပွဲအောင်ယခုနှစ်ဒီဇင်ဘာတတိယပတ်နေ့စတုထားပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့တွင် ပြုလုပ်ရန်ရှာထားကြောင်းနှင့်ဇန်နဝါရီလတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစည်းဝေးကိုမတ်လ25ရက်နေ့နောက်ပိုင်းမှာနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးစည်းဝေးခန်းမမှာ ပြုလုပ်ခဲ့ပြီးအဆိုပါအစည်းအဝေးတွင် နောက်ဆက်ကဥက္ကဋ္ဌကအဲ့လိုထည့်သွင်းပြောကြားခြင်းဖြစ်ပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆိုဒီမိုကရေစီအထူးထူးရေကောက်ပွဲကျင်းပနိုင်ရေးအတွက်မိမိတို့အနေနဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ယခင်ကမိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခြင်းနှစ်နှစ်တာကာလအတွင်းရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက်စဉ်စားဆောင်ရွက်ခဲ့ပေမဲ့လေကိုဗစ်19အလွန်ကာလဖြစ်ခြင်းနဲ့ရွေးကောက်ပွဲကျင်းပရန်တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်ခြင်းကြောင့်ကျင်းပနိုင်ငံချင်းမရှိကြောင်းနာဆကဥက္ကဋ္ဌကပြောကြားပါသည်။မဲဆန္ဒရှင်စီးများမှန်ကန်စွာရရှိရေးအတွက် 2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စင်ကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီးရာနှုန်းပြေကောက်ယူရရှိတဲ့မြို့နယ်များရှိတဲ့ကဲ့သို့အကြောင်းမျိုးမျိုးကြောင့်ကောက်ယူရန်ကြံရှိတဲ့မြို့နယ်များလည်းရှိနေသေးကြောင်းကောက်ယူရရှိတဲ့ဆေးများပေါ်မူတည်ပြီးစနာမဲပေးနိုင်တဲ့အသက်18နှစ်နဲ့အထက်လူဦးရေစီရင်ကိုကောက်ယူရရှိထားပြီးဖြစ်ကြောင်းဒါကြောင့်ရွေးကောက်ပွဲအားယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုထားပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့အတွင်းကျင်းပပြုလုပ်ရန်ရထားကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါသည်။ ီးခဲ့တဲ့ရေကောက်ပွဲမှာမဲလက်မှတ်များအသုံးပြုပြီးရေကောက်ပွဲဥပဒေနဲ့မညီညွတ်တဲ့ကြိုတင်မဲ့ပေးမှုများမဲလက်မှတ်ရိုင်းနှိမ်မှုများဥပဒေနဲ့မညီတဲ့အမိန့်နဲ့ညွှန်ကြားချက်များပြင်ဆင်မှုများကိုပြုလုပ်ခဲ့ခြင်းကြောင့်မဲပသမားမှုများနဲ့မဲစင်များမှောက်ရမှုများဖြစ်ပေါ်ခဲ့တာကိုအားလုံးသိရှိပြီးဖြစ်ကြောင်းအဆိုပါတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံအရစနာမဲပေးမှုနဲ့ပတ်သက်ပြီးနိုင်ငံတကာမှာရွေးကောက်ပွဲကျင်းပမှုများကိုလေ့လာပြီးငွေကြေးကုန်ကျမှုများပြီးမယ်လို့ မိမိတို့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ရန်မလွယ်ကူတဲ့စနစ်ဖြစ်တဲ့ Electronic Voting Matching စနစ်နဲ့စနာမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း NASA ကဥက္ကဋ္ဌကပြောကြားပါသည်မိမိတို့ကျင်းပတဲ့ Partisan Democracy ထူထူရွေးကောက်ပွဲဟာလွတ်လပ်၍တရားမျှတပြီးပထမမှုကင်းရှင်းတဲ့ရွေးကောက်ပွဲဖြစ်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲအားဖြစ်နိုင်သရွေ့တနေ့တည်းကျင်းပရန်အများပြည်သူယုံပည့်ရတွင်ပြုလုပ်ရန် ကြိုတင်ကြေညာရန်ပြောင်းလဲပါရှိကြောင်းဒါကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ရဲအကန့်အသတ်ပြုလုပ်ထားခြင်းမရှိဘူးလို့ပြောရမှာဖြစ်ကြောင်းမြန်မာနိုင်ငံတမိုင်းမှာပါလီမန်ဒီမိုကရေစီခွင့်တွင်လည်းပြည်တွင်းနဲ့နိုင်ငံပြည်ပခါများကြောင်းရွေးကောက်ပွဲအားတစ်ချိန်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်းနောက်ဆက်ကဥက္ကဋ္ဌကပြောကြားပါသည်မိမိတို့အနေနဲ့ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း ြောင်စုလွတ်တော်အမျိုးသားလွတ်တော်များကျင်းပရာတွင်အစည်းအဝေးအထမ်းအချင်းနဲ့ပတ်သက်ပြီးအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းဒိုင်းဒီသားကြီးနှင့်ပြည်နယ်လွတ်တော်များနှင့်ပတ်သက်ပြီးလည်းအလားတူပင်ဖြစ်ကြောင်းတနိဒာကြီးနဲ့ပြည်နယ်လွတ်တော်များဟာဝန်ကြီးချုပ်များကိုရွေးချယ်ခန့်အပ်ရခြင်းဖြစ်တာကြောင့်အရေးကြီးကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါရယ်။သက်ဆိုင်ရာတနိဒာကြီးနဲ့ပြည်နယ်များအလိုက် electronic voting machine များဖြင့်စောင့်ဝင်ခြင်းဖြစ်တာကြောင့်အချိန်တိုးတွင်စနာမဲပေးနိုင်ခြင်းနှင့်မဲရလက်ရရှိခြင်းများရရှိမှာဖြစ်ကြောင်း မိမိတို့အနေနဲ့တရက်နှစ်ရက်အတွင်းမဲစင်းအားအတီးပြူဆောင်ရွက်နိုင်ကြောင်းတလားတွင်ရွေးကောက်ဝယ်ပြုလုပ်ရေးရတဲ့မြို့နယ်များတွင်ရွေးကောက်ဝယ်ပြီးမြောက်နိုင်မှာဖြစ်ကြောင်းကျွတ်တင်မဲ့ကိစ္စရများနဲ့ပတ်သက်ပြီးနိုင်ငံတကာမှဆောင်ရွက်နေမှုများကိုလေ့လာဆောင်ရွက်လျက်ရှိကြောင်းအချို့နိုင်ငံများတွင်ကျွတ်တင်မဲ့ပေးခြင်းများကိုခွင့်မပြုထားကြောင်း Electronic Voting Machine ဖြင့်စစ်တမ်းမဲ့ပေးခြင်းဖြစ်တာကြောင့်ကိုယ်တိုင်မဲ့ပေးရန်လိုအပ်ကြောင်း ်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပြည်ပသို့တရားဝင်သွားရောက်လျက်ရှိတဲ့ပြည်သူများရဲ့ဆန္ဒမပေးနိုင်ရေးအတွက်လည်းထဲ့သွင်းစဉ်းစားရန်လိုကြောင်းကြိုတင်မပေးခွင့်နဲ့ပတ်သက်ပြီးအားလုံးဝန်ဝန်စဉ်းစားဆွေးနွေးကြစီလိုကြောင်းနဲ့မည်သို့ပင်ဖြစ်စေလာမည့်နှစ်ဇန်နဝါရီလအတွင်းရေကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီရင်လိုကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါသည် အစည်းအဝေးသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင် အတွင်ရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေတွဲဖက်အတွင်ရေးမှူးဗိုလ်ချုပ်ကြီးရေဝင်းဦးကောင်စီအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတ်လ29ရက်နေ့မှာနေကြက်ချင်းဖြစ်စဉ်ဖြစ်ပေါ်ပြီးဥရောပအာရှတိုက်မြောက်ပိုင်းအာဖရိကတိုက်အနောက်မြောက်ပိုင်းနဲ့မြောက်အမေရိကတိုက်ဒေသများမှာမြင်တွေ့နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မတ်လ29ရက်နေ့မှာနေကြက်ချင်းဖြစ်စဉ်ဖြစ်ပေါ်ပြီးဥရောပအာရှတိုက်မြောက်ပိုင်းအာဖရိကတိုက်အနောက်မြောက်ပိုင်းနဲ့မြောက်အမေရိကတိုက်ဒေသများမှာမြင်တွေ့နိုင်ကြောင်းမိုးလေဝသနဲ့ဇလပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ညစ်ချက်မှုဖြစ်စဉ်မှာတစိတပိုင်းဖြစ်ပေါ်နိုင်ပြီးမြန်မာစံတော်ချိန်မွန်လယ်3:20မိနစ်မှည9:15မိနစ်အတွင်တစိတပိုင်းညစ်ချက်ချင်းဖြစ်စဉ်ကိုဥရောပတိုင်းအာရှတိုင်းမြောက်ပိုင်းအာဖရိကတိုင်းအနောက်မြောက်ပိုင်းနဲ့မြောက်အမေရိကတိုင်းဒေသများရှိနိုင်ငံတည်တည်တို့မှမြင်တွေ့နိုင်ကြောင်းမိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါသည်။ ဒါအပြင်လာမယ့်နှစ်ရက်အတွင်းနေပြီးတော့မန္တလေး၊မကွေးနဲ့စကိုင်းတို့တွင် နေအပူချိန်များအနည်းငယ်တိုးလာနိုင်ကြောင်းမိုးလေဝသနှင့်ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။နေအပူချိန်များမှာကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့တွင်မန္တလေးရဲ့ပြင်းပြအပူချိန်တို့ထက်3ဒီဂရီဆယ်စီယံနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရိုင်ဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမတ်လရဲ့ပြင်းပြအပူချိန်တို့ထက်2ဒီဂရီဆယ်စီယံပိုခဲ့ပြီး ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်မတ်လရဲ့ပြင်းပြအပူချိန်ခန့်သာရှိခဲ့ကြောင်းသိရပါသည်ဆလဘီမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား186ဦး၊မလေးရှားနိုင်ငံသား24ဦး၊နီပေါနိုင်ငံသား4ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးတို့ကိုပြည်내လွှဲပြောင်းပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ မြန်မာနိုင်ငံတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား186ဦး၊မလေးရှားနိုင်ငံသား24ဦး၊နီပေါနိုင်ငံသား4ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးတို့ကိုပြည်နယ်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ နိုင်ငံအပါဝင်အင်းကြီးနိုင်ငံချိုးကိုတဆင့်ခံဖြတ်သန်းပြီးမြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီမြို့မဲထော်တလီနယ်မြေမှာအွန်လိုင်းလမ်းကစားမှုများအွန်လိုင်းနေလည်မှုများအပါဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုစစ်ဆေးဖော်ထုတ်ပြီးစနစ်တကျပြည်နယ်လွှဲပြောင်းပေးလျက်ရှိရာမတ်လ25ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံသား186ဦးမလေးရှားနိုင်ငံသား24ဦးနေပေါ်နိုင်ငံသား4ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးတို့ကိုမြန်မာထိုင်းမန်နဲ့ ချစ်ချင်းရေးတရားမှတစ်စိမ်သက်ဆိုင်ရာနိုင်ငံများသို့လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံချစ်ချင်းချစ်ချင်းရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလှုံ့ဆော်လုံနည်းများနဲ့အညီထက်မှန်ပြည်နယ်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။အဲဒီနောက်ပြည်နယ်လွှဲပြောင်းပေးရပွဲကိုဆက်လက်ကျင်းပခဲ့ရာကရင်ပြည်နယ်အစိုးရဖွဲ့လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ ၊တနိုင်ငံဆိုင်ရာကမ္ဘောဒီးယားတန်ယုံမှတာဝန်ရှိသူများ၊တနိုင်ငံဆိုင်ရာမလေးရှားတန်ယုံမှတာဝန်ရှိသူများ၊ဖိလစ်ပိုင်နိုင်ငံဂျာယီဝန်ကြီးဌာန၊ရွှေပြောင်းလူသမားဆိုင်ရာဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊တနိုင်ငံဆိုင်ရာနေဘောတန်ယုံမှတာဝန်ရှိသူများ၊တနိုင်ငံတာခိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံမှတာဝန်ရှိသူများကသက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူထံသို့ပြည်နယ်လွှဲပြောင်းလက်ခံရေးဆိုင်ရာထောက်ထားစာရွက်စာရမ်းများကို စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည် ထို့အတူယနေ့မှမြောက်ရီမြို့မဲတော်တလေးနေမြို့သို့တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်နေကြတဲ့ပြည်ပနိုင်ငံသား238ဦးကိုထပ်မံစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီးဇန်နဝါရီလ30ရက်မှမတ်လ25ရက်ထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း8680ဦးကိုစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့က၎င်းတို့နဲ့မှ9406ဦးကိုထပ်နိုင်ငံမှတဆင့်တပ်ဆိုင်ရာနိုင်ငံများသို့ဥပဒေလိုထုံးလုံးနည်းများနဲ့အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား3264ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိကြောင်းသိရပါသည်ဆလဘီဗီနီဇွဲလားထမရေနံဝယ်ယူနေတဲ့နိုင်ငံများကိုသွင်းကုန်စီးချက်ခွန်ထတ်တိုးကောက်ခံမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားလိုက်တာကြောင့်တရုတ်နဲ့အိန္ဒိယတို့ထိခိုက်နိုင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗီနီဇွဲလားရေနှင်းနဲ့တန်ငွေတို့ကိုဝယ်ယူတဲ့နိုင်ငံများထံမှသွင်းကုန်များပေါ်များပြားသောသွင်းကုန်စည်းကြက်အခွန်များကောက်ခံမယ်လို့မတ်လ24ရက်နေ့မှာထုတ်ပြန်ခဲ့ရာ၎င်းဟာတရုတ်အိန္ဒိယနဲ့အခြားနိုင်ငံများကို ထိခိုက်စေနိုင်တဲ့ဒဏ်ခတ်တဲ့အစီအမံဖြစ်တယ်လို့ကြွညင်သူများကပြောပါတယ်ဇန်နဝါရီအင်ဖြူတော်တို့ပြန်ရောက်လာကြတဲ့ကထရန့်ကအမေရိကန်မဟာမိတ်များကို၎င်းအမေရိကန်ရဲ့ရင်းသူများကို၎င်း သွင်းကုန်စီးချက်အခွန်များချမှတ်ခဲ့ပါတယ်။နောက်ဆုံးချမှတ်လိုက်တဲ့အစီအမံမှာဗီနီဇီလာရေနံကိုတိုက်ရိုက်ဖြစ်စေ၊တွေ့ဝိုင်းရဖြစ်စေဝယ်ယူတဲ့နိုင်ငံများကိုသွင်းကုန်ခွန်25ရာခိုင်နှုန်းစီးချက်မှာဖြစ်ရာ AB နှစ်ရက်တွင် စတင်ကောက်ခံမှာဖြစ်ပါတယ်။၎င်းမိန့်ကိုမတ်လ24ရက်နေ့မှာတမရထရန့်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ အခြားအစိုးရဌာနများနဲ့တိုက်မီလျက်အမေရိကန်နိုင်ငံသားရေးဝန်ကြီးကသွင်းကုန်စီးချက်အခွန်သိကောက်ခံမဲ့ကိစ္စကိုတရားဝင်ဆုံးဖြတ်မှာဖြစ်ပါတယ်။အဲ့လိုကောက်ခံမဲ့ဆိုပါကတရုတ်နဲ့အိန္ဒိယတို့ထိခိုက်နေနေလို့ကျင်းညသူများကအမှတ်ချက်ပြီးနေကြပြီးဖီနီဇီလာကထိုနိုင်ငံစလုံးသို့ရေနံတင်ပို့နေပြီးအမေရိကန်နဲ့စပိန်တို့ထံလည်းတင်ပို့နေပါတယ်။25ရက်ကိန်းတော့အခွန်စည်းချက်မှုဟာလက်ရှိကောက်ခံနေတဲ့နှုံများပေါ်တွင်ကောက်ခံမယ်လို့မက်စလာ24ရက်နေ့မှာထရန့်ကသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလာက၎င်းစီမံကိုဝါရှင်တန်ရဲ့ကျူးကျော်မှုအသိလို့ပြောကြားခဲ့ပါတယ်။သူတို့ကသူတို့အလိုရှိတာဘာပဲဖြစ်ဖြစ်တန်ခတ်နိုင်နေ။သွေးကုန်စည်းချက်ခုနှစ်ကိုချမှတ်နိုင်နေ။ဒါပေမဲ့သူတို့လုပ်လို့မရတာကတော့ဗင်နီဇွဲလာပြည်သူတွေရဲ့မြစ်တာနဲ့မြို့ချစ်စိတ်ဖြစ်ပါတယ်လို့သမရနီကိုလတ်မာဒူရိုကပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီလတဲတွင်ဗီနီဇွဲလာကတရုတ်ထံတနေ့ကို ရေနံစီ9သိန်းခန့်တင်မိုးခဲ့ပြီးအမေရိကန်ပြည်ထောင်စုထံ C 2300ခန့်တင်မိုးခဲ့တယ်လို့ကျွမ်းကျင်သူများက AFP ကိုပြောကြားခဲ့ပါတယ်။ Trump က၎င်းတို့အခွန်ကောက်ခံမဲ့ AB နှစ်ရက်နေ့ကိုအမေရိကန်အတွက်လွတ်လပ်ရေးနေ့လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ကတရားမျှတမှုမရှိဘူးလို့ယူဆတဲ့အလေးထားများကိုကုစားရန်ကြိုးပမ်းမှုအဖြစ်ကုန်သွယ်ဖက်နိုင်ငံချင်းစီအတွက်ကိုက်ညီတဲ့အပြန်အလှန်စစ်ကြောင်ကောက်ခံမှုများကိုချမှတ်မယ်လို့ပြောကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ဘလွန်ဒီယိုစုထက်ယခုရာသီမှာစူဖလား၃လုံးသာရယူလို့ကြောင်းပက်ထရီပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘာစီလိုနာကွင်းလယ်ကစားသမားပက်ထရီကသူ့အနေနဲ့ဘလွန်ဒီယိုစုထက်ဒီရာသီမှာအသင်းနဲ့အတူထရပ်ဘေးစူဖလား၃လုံးသာပုံမူရယူလို့ပြောကြားခဲ့ပါတယ်။ ဘာစလိုနာသင်းဟာဒီယာဒီလာလီဂါပြိုင်ပွဲမှာမက်ဘီဆာထိပ်ဆုံးကဥဆောင်နေတယ်လို့ချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်နဲ့စပိန်ဘီယံဖလားပြိုင်ပွဲမှာစီမီဖိုင်နယ်တက်ရောက်ထားတာပါ။အသက်20နှစ်အရွယ်စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားပက်ထရီဟာဒီယာဒီမှာဘာစလိုနာသင်းအတွက်ခြေစွမ်းပြနေပြီးအသင်းရဲ့ဖလားသုံးလုံးအိမ်မက်မှာသူ့ရဲ့ခြေစွမ်းပေါ်မူဒီနီယေလို့သုံးသပ်မှုကြီးလေးရှိနေရပါ။ဘာစလိုနာသင်းပေါ်ရင်းဖြစ်တဲ့ ဖရင်တော်ရနဲ့ဂါဖီတို့ကအသင်းအတွက်အထူးခြေစွမ်းပြနေတဲ့ဘက်ထရီဟာ2025ဘလုံးဒီယောဆုနဲ့အထိုက်တန်းဆုံးကစားသမားဖြစ်တယ်လို့ချီးကျူးထားကြပါတယ်။ဒါပေမဲ့ဘက်ထရီကတအူးချင်းစုတစိမ့်ဖြစ်တဲ့ဘလုံးဒီယောဆုထက်ဒီယာဒီမှာအသင်းနဲ့တူစူဖလာသုံးလုံးကိုသာပုံမရောက်လွယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဘက်ထရီကကျွန်တော်ကတော့ဘလွန်တီယောစုထက် travel ပဲရကြင်ပါတယ်တကယ်လို့ဘလွန်တီယောစုကိုရခဲ့မယ်ဆိုရင်လေအတင်းနဲ့တူရရှိမယ်ဖလားရီနဲ့တူတူပဲရကြင်ပါတယ် လွန်ဒီယောဆူစီရင်မှာစကားတင်ဝင်မိုးကကျွန်တော်ရဲ့အိမ်မက်ပါဒါပေမဲ့အသင်းနဲ့အတူဖလာရီယာဘို့ကကျွန်တော်အတွက်ပိုရေးကြည့်ပါတယ်အခုအချိန်မှာကျွန်တော်တို့အနေနဲ့ဆူဖလာအားလုံးကိုအိမ်မက်မက်နိုင်တဲ့အနေအထားမှာရှိနေပါတယ်ဒါပေမဲ့တုံးပွဲရှုံးလိုက်တာနဲ့ပြိုင်ပွဲ၃ခုလုံးကနေကျွန်တော်တို့ထွက်သွားရမှာပါလို့ပြောကြားခဲ့ပါတယ်လေဗန်ရုတ်တရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်